နေကပြစ်တဲ့အမှာတကယ်တော့ရော်နယ်ရိုရဲ့လုပ်ရက်ကမမချောင်းပြိတက်တဲ့ဥရဲ့ဒီရုပ်တံကတက်တည်ပြနေ။မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါပြီ။မန်ချက်စတာယူနိုက်တက်ကံတွင်ခရစ်စတီယာနိုရော်နယ်ဒိုကအယ်လန်ကိုဒူးစီးနဲ့ရင်းနှီးခဲ့တဲ့ကဘာပလာခြေစစ်ပွဲမှာအနီကပ်ပြထုတ်ပေးခံလိုက်ရတဲ့အတွက်လာမယ့်2026ကဘာပလာပြိုင်ပွဲမှာပါပထမဆုံးပွဲစဉ်ကိုလဲချော်မယ်ရင်းနှီးရင်ဆိုင်နေရပါပြီ။ရော်နယ်ဒိုဟာပွဲကစားချိန်60မိနစ်မှာအယ်လန်နောက်ခံလို့ဒါရာအိုရှီယာကိုတဒေါင်နဲ့ထောင်းခဲ့တယ်ဆိုပြီးတော့အဝါကပ်ပြကန်ခဲ့ရပါပြီ။ ဝါကပ်ပြပြီးပြီးချင်းကွင်းလက်တိုင်းက VR ပြန်ကြည့်ကရော်နယ်ဒိုကိုညီကပ်ပြထုတ်ပေးလိုက်တာဖြစ်ပါတယ်။ရော်နယ်ဒိုနေနဲ့ကမ္ဘာ့လားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်ဖြစ်တဲ့အာမေးနီးယားနဲ့ပွဲစဉ်ကိုတေချာပေါလွဲချော်မှာဖြစ်ပါတယ်။ဒါအပြင်ပြည်တံကျူးလွန်မှုပြင်းထန်ပဲဆိုရင်အ ਨੇ ဆုံးနှစ်ပွဲပဲပြည်တံခံရမယ်လို့ FIFA စီးမြင်းမှာဖော်ပြထားတာကြောင့်ရော်နယ်ဒိုနေနဲ့2026ကမ္ဘာ့လားပထမဆုံးပွဲစဉ်ကိုပါလွဲချော်သွားနိုင်ချေရှိနေတာဖြစ်ပါတယ်။ဒီဖြစ်ရပြီးမှာရော်နယ်ဒိုကိုဝေဖန်မှုအမြဲလိုလိုအသိရှိနေကြသူတွေကထုံးစံတိုင်းပဲ ရော်နေယိုနေနဲ့ပေါ်တူဂီအတွက်မကစားသင်းတော့တာဂျာနီဘီဖြစ်ကြောင်းသူမပါရင်အတင်းကပိုကောင်းကြောင်းပေါ်တူဂီနေနဲ့သူ့နေရာမှာတခြားသူတွေကိုနေရာပေးတင်ပြီးဖြစ်ကြောင်းသုံးသပ်နေကြပါတယ်။အွန်လိုင်းပေါ်မှာတော့ကွင်းထဲကပြည်သက်တဲ့ဦးရိုက်ကူးထားတဲ့ရော်နေယိုရဲ့အဆိုပါအဖြစ်ပြရုပ်တံတစ်ခုကလူပြောများလျက်ရှိနေပါတယ်။ဒီထဲမှာအန်လန်နောက်ခံလူအိုရှီယာကရော်နေယိုရဲ့အင်ဂျီကိုနောက်ကနေတင်းဆွဲနေခဲ့တာကြောင့်ရော်နေယိုကလည်းတီးမခံနိုင်တော့ဘဲနဲ့ပေါက်ကွဲသွားခဲ့ပြီးတော့တံတောင်နဲ့ပြန်တိုက်ခဲ့တာဖြစ်ပါတယ်။ရော်နေယိုရဲ့တောင်ကရှီယာရဲ့ကျိုးကိုနည်းငယ်ထိသွားခဲ့ပေမယ့်ရှီယာကလည်းမျက်ခင်းပေါ်ဘိုင်းကနဲ့လဲကျသွားခဲ့ပါတယ်။ ။အိုရှီယာက2021တုန်းကပေါ်တူဂီနဲ့အိုင်လန်တို့ရဲ့ပွဲစဉ်မှာလည်းဗန်နွေကန်မို့တီထားတဲ့ဘောလုံးကိုအသက်လွတ်ကြီးကန်ခဲ့တာကြောင့်ရော်နယ်ဒိုရိုက်တာခံခဲ့ရပါသေးတယ်။